ဘရာဇီးကိုဂိုးပြန်ချိန်ခဲ့တဲ့ပွဲမှာလန်စာသွင်းဂိုးတစ်ဂိုးနဲ့အတူခြေစွမ်းပြခဲ့တဲ့အန်ဆိုဖာနဲ့ပရိသတ်များလုံးမဲ့မိန်တော်များဘလူးလိုင်းကင်းကနေပြန်လဲကြိုးလိုက်ပါရင်ဒီနေ့မနေ့ကစားသွားခဲ့တဲ့တောင်အမေရိကန်ဆောင်ကဘာဗလာခြေစစ်ပွဲစမှာတော့အာဂျင်တီးနာကဘရာဇီးကို၄ဂိုးတစ်ဂိုးနဲ့ဂိုးပြန်နိုင်ရရှိသွားခဲ့ပါရင်ဒီပွဲမှာတော့တောင်အမေရိကရဲ့ဘောလုံးအင်အားကြီးလဲဖြစ်ကမ္ဘာဘောလုံးဆက်ကုံပေါ်မှာထိတ်တန့်အသင်းကြီးတွေလည်းဖြစ်ကြတဲ့ဆရာကြီးနဲ့တင်တွေးဆွန်ခဲ့ကြတာဖြစ်ပေမဲ့ အာဂျင်တီးနားကပဲဘရာဇီးကိုတစ်ဖက်သက်အသာစီးကနေကစားသွားနိုင်ခဲ့ပြီးဘရာဇီးကတော့အာဂျင်တီးနားဘက်ကိုဖက်ဖက်ကနေဘလုံးမကိုမရှင်နိုင်ခဲ့ပါဘူး။ဒွဲလမှာဆိုရင်ဘရာဇီးကဂိုးပေါက်တက်ကန်ချက်တစ်ချိန်ပဲရှိခဲ့တဲ့အထိအတော်လေးကိုရုပ်ပြန်ဆင်းပြေဖိတ်ခဲ့ကြတာပါ။ပွဲမထိုင်ခင်မှာအာဂျင်တီးနားကိုဆုံးမဖြစ်မယ်ဆိုတဲ့ရာဖီညာလည်းအီးတော်ကြေကြေမပေါက်ရခဲ့ပါဘူး။ဒါပေမဲ့ဘရာဇီးသင်းဟာနေမရဲ့နောက်ပိုင်းတိုက်စစ်မျိုးဆက်ပြလာသလိုခန်းစားနေရပါရင်ဗီနီရှယ်ရိုဒီဂိုတို့ဆိုတာကရီယယ်မာသာဆက်ပြအကောင်းလို့ခေါင်းပေါင်းဖြူနေကြတာဖြစ်ပေမဲ့ ဘရာဇီးမှာတော့မျက်စိတငယ်နားတငယ်နဲ့အသင်းကိုဘာတစ်ခုမှဥဆောင်နိုင်ခြင်းမရှိကြပါဘူး။နေမသာဆိုရင်ဒီလိုမဟုတ်ပါဘူး။ဒါကြောင့်လက်ရှိဘရာဇီးအသင်းရဲ့တိုက်စစ်အစုအဖွဲ့ဟာနေမတယောက်ထဲခြေပြားကိုတော့မမီဘူးလို့ဆိုရတော့မှာဖြစ်ပါရင်ဒီပွဲစဉ်မှာချဲစီကွင်းနဲ့ကျယ်ပွင့်အန်ဆိုဖာနန်တက်လည်းပါဝင်ကစားသွားခဲ့ပြီးခြေစွမ်းပြကစားသွားခဲ့ကအသင်းကိုတစ်ခုတော့မှသွင်းယူပေးသွားခဲ့ပါရင်ချဲစီအသင်းသားလေးဟာဒီပွဲမှာသူ့ရဲ့အခွင့်အရေးတွေကိုရှုရှိုက်ဖို့အရေးချင်းနေတွန်းမြင့်ခွင့်ရရှိခဲ့ပြီးအဝေးကွင်းမှာလာရောက်ကစားကြရင်ဘရာဇီးရဲ့စိတ်ဓာတ်ကိုရိုက်ချိုးပေးခဲ့တဲ့သူ့နိုင်ငံအတွက် ရီးယားမြောက်အတွင်းကိုကိုအတွင်းယူပေးခဲ့ရင်အကောင်းဆုံးအချိန်ကိုပြသခဲ့ပါတယ်။တရားဒီမှာတော့အန်ဆိုဟာကလပ်နဲ့နိုင်ငံအသင်းအတွက်အဓိကကျတဲ့နေရာကနေပါဝင်ပေးနေတယ်လို့ဆိုရမှာဖြစ်ပြီးသူ့ရဲ့အတွင်းကိုတွေကိုလည်းမကြာခဏတွေ့မြင်လာရပါတယ်။လက်ရှိချိန်ထိဆိုရင်အန်ဆိုကချဲစီအတွက်ပရီးမီးယားလိဂ်အတွင်းကို၄ခုနဲ့ကွန်ဖရင့်လိဂ်အတွင်းကို၃ခုကိုအတွင်းယူပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၀နှစ်ကမ္ဘာ့ပွဲစဉ်တခြားအကောင်းဆုံးလူငယ်စာမစုကိုရရှိခဲ့ပြီးတဲ့နောက်အန်ဆိုကဗေမီကာကနေချင်းစီအသင်းထံမြန်မာလုံးလာတဲ့ပြောင်းရွှေ့ခြင်းတရားနဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။အထက်မြေနဲ့မလိုက်ဖက်အောင်ရင်းကျက်တည်ငြိမ်လာတဲ့ချင်းစွမ်းပိုင်းကြောင့်အန်ဆိုကချင်းစီကိုရောက်ပြီးမကြခင်ပါပဲ။အသင်းရဲ့ကွင်းနယ်ဘောချုပ်တယောက်ဖြစ်လာခဲ့ပါတယ်။ဒါပြင်အန်ဆိုကအာဂျင်နာအတွက်လည်းနိုင်ငံဆက်ခုံပေါ်မှာအရေးပါတဲ့ဇာတ်မားအဖြစ်အဓိကခန်းကဏ္ဍကနေပါဝင်အသုံးတော်ခံပေးနေပါတယ်။ဒါကြောင့်လည်းအန်ဆိုကရဲ့အသင်းကတော့မှမျက်စိကျခဲ့တာဖြစ်မယ်ထင်ပါတယ်။အန်ဆိုကဘရာဇီးနဲ့ပွဲမတိုင်ခင်မှာကစားခဲ့တဲ့ဥရုဂွေးနယ်ပွဲအဆင့်မှာလည်းချင်းစွမ်းကောင်းတွေကိုပြသနိုင် င်ခဲ့တာကြောင့်အာဂျင်တီးနားမီဒီယာတွေရဲ့ချီးမွမ်းခြင်းကိုတော့ခံခဲ့ရတာပါ DYC Sport ရဲ့ရေးသားဖော်ပြချက်ဒီမှာဆိုရင်တသင်းလုံးလိုလိုပဲကောင်းမွန်တဲ့ဒုတိယပိုင်းကိုပိုင်ဆိုင်ခဲ့ကြပါရင်ခြေစွမ်းပိုင်းအတော်လေးကောင်းခဲ့ကြပါရင်အနိုင်ကိုကိုလည်းရှာဖွေနိုင်ခဲ့ကြသလိုအန်ဆိုက Alistair Paritesto နဲ့အတူပွဲကိုကောင်းကောင်းထိန်းချုပ်ကစားသွားနိုင်ခဲ့ပါရင်သူတို့ကစားပုံကိုကြည့်ရတာတကယ်ကိုပင်ပန်းမဲမရှိတဲ့ပုံစံမျိုးကြီးပါဆိုပြီးတော့ချီးကျူးရေးသားခဲ့တာဖြစ်ပါရင်အခုဘရာဇီးနဲ့တွဲဆုံရတဲ့ပွဲစဉ်မှာဆိုရင်လည်းအန်ဆိုကအာဂျင်တီးနားအတွက်အကောင်းဆုံးသောခြေစွမ်းလေးကိုကစားပေးနိုင်ခဲ့ပြီးတော့သွင်းကိုတကိုးပါသွင်းယူနိုင်ခဲ့တဲ့အတွက်အထက်ပြီးချီးကျူးခံနေရပါရင်အန်ဆိုကအခုဆိုရင်အသက်ကလည်း24နှစ်အရွယ်ကိုရောက်ရှိလာပြီ းဖြစ်လို့ခြေစွမ်းပိုင်းကလည်းတပွဲတဲ့တပွဲပုံမတည်ငြိမ်လားပုံမရင်းကျက်လာတာကိုတွေ့ရပါတယ်အတွေ့အကြုံကောင်းတွေကိုလည်းဒီထက်မကထပ်မံရှာဖွေနိုင်အောင်မှာဖြစ်လို့အန်ဆိုကဒီထက်ပုံပြီးတိုးတက်လာအောင်မဲ့ကစားမတူဖြစ်လာမယ်ဆိုတာသိကြပါတယ်စိတ်တက်တယ်လည်းပုံပြီးရင်းကျက်နိုင်ပါစေလို့ပဲကျွန်တော်တို့ကဆန္ဒပြုလိုက်ရပါတယ်ဗီဒီယိုလေးကိုအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ